Star Channel ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Israel Iran စစ်ပွဲထပ်ဖြစ်ဖို့အချိန်တစ်ခုသာလိုတော့ကြောင်း New York Times ဖော်ပြရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် The New York Times ရဲ့ဖော်ပြချက်အရ Iran ရဲ့နျူကလ িয়ার စွမ်းရည်တိုးတက်လာမှုနဲ့ဒုံးကျည်ထုတ်လုပ်မှုတွေကြောင့်နှစ်နိုင်ငံအကြားတင်းမာမှုတွေမြင့်တက်လာပြီး Israel နဲ့ Iran တို့ဟာနောက်ထပ်စစ်ဖြစ်ဖို့အချိန်တစ်ခုသာလိုတော့ကြောင်းသိရှိရပါတယ်သတင်းတွေအရတော့ Iran ဟာပြီးခဲ့တဲ့ဇွန်လက Israel နဲ့ American တို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေခံခဲ့ရပေမဲ့ ယူကလီးယားလက်နက်၁၁ခုဖန်တီးနိုင်လောက်တဲ့အဆင့်မြင့်ယူရေနီယံကိုဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ကျွမ်းကျင်သူတွေနဲ့တာဝန်ရှိသူတွေကအဲ့ဒီတိုက်ခိုက်မှုတွေဟာအစာပိုင်းကထင်ထားတာထက်ပျက်စီးမှုနှဲခဲ့တယ်လို့ဆိုပါတယ်။အခုတော့နှစ်နိုင်ငံစလုံးဟာပြိပခါတွေထပ်ဖြစ်လာနိုင်တဲ့အခြေအနေတွေအတွက်ပြင်ဆင်နေကြပါတယ်။အီရန်ဟာဒီနေ့အစောပိုင်း၁၂ရက်အကြာစစ်ပွဲအတွင်းပြစ်လွတ်ခဲ့တဲ့ဒုံးကျည်900ထက်အများကြီးကိုပုံများသလိုတစ်ချိန်တည်းမှာဒုံးကျည်2000ပြစ်နိုင်တဲ့စွမ်းရည်ကိုရောက်ရှိဖို့ရည်ရွယ်ပြီးတော့ ဒုံးကျည်ထုတ်လုပ်မှုတွေကိုတိုးမြင့်နေတယ်လို့သတင်းတွေကဖော်ပြပါတယ်။အီရန်နိုင်ငံဟာဆိုလို့ရှိရင်တော့စစ်ဆေးမှုတွေကိုဝင်ကွင်းပိတ်ထားခြင်းယူရေနီယံကျွဲဝတဲ့စခန်းအသစ်တစ်ခုကိုလည်းစောက်လုပ်နေတယ်လို့ဆိုပါတယ်။ဒါ့အပြင်2015ခုနှစ်နျူကလ িয়ার သဘောတူညီချက်ကမကြသေးခင်ကတက်တန်းကုန်ဆုံးခဲ့ပြီးအီရန်ပေါ်ပြင်းထန်တဲ့ပိတ်ဆို့မှုတွေပြန်လည်ချမှတ်လိုက်တဲ့နောက်တရမန်ဆက်ဆံရေးတွေကလည်းရပ်တန့်နေဆဲဖြစ်ပါတယ်။ နောက်ထပ်ထိတ်တဲ့ရင်ဆိုင်မှုကချက်ချင်းဖြစ်လာမှာမဟုတ်ဘူးလို့လေလာသုံးသက်သူတွေကဆိုပေမဲ့တိုးမြလာတဲ့ PR တွေလက်နက်တွေစုဆောင်းနေတာတွေနဲ့ရက်တက်နေတဲ့တန်တမန်ရေးရာကိစ္စတွေကအစ္စရေးအီရန်ပဋိပက္ခအသစ်တခုမလွဲမသွေဖြစ်လာစေတယ်လို့တတိပေးလို့ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။